ငပီးပူကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့အချီးစားကြတော့ ဘလောက်ပဲစားကောင်းတယ်ပြောပြောကျွန်တော်တို့လုံလောက်ကြုံတော့ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့ဒီမှာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်အဲ့တော့နိုင်ငံနိုင်လိုက်ပေါ့နော်စားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆစ်ဇလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာစားစာကြိုက်တဲ့လူဆိုတော့ ဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့အဲသူတို့ကလာဒီမှာမြန်မာငပီးရိုင်းနန်းနေပါပဲပြမဲ့သူတို့ cheese မှာလည်းသူတို့အနံ့ရှိတယ်အဲ့လို cheese ရဲ့အနံ့ကလည်းအဲသူ့နာနဲ့သူတို့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရယ်စားစားစားကြရယ်ပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားရယ်မြင်းသားတို့ပါလို့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရဲဟာဆိုတော့ကျွန်တော်တကယ်ချင်းလေးကိုပေးစားလိုက်တယ် တို့တို့ရေစားတယ်တို့ review ဘလို့နေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပုံမှာပဲမူတည်ပြီးကျွန်တော်စားတယ်အဲ့လိုအသားအစားစာထူးစမ်းလေးတွေစားတယ်နောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ်ဟုတ် အဓိကကျွန်တော်ရဲ့ဝါသနာကဒီအစားစားလာပြီးနောက်တစ်ခုကဒီခရီးသွားပါဘောနော်အဲ့တော့ခရီးကိုသွားကိုလှုပ်ချင်တဲ့ဝါသနာလေးကိုကိုစူးစမ်းပြီးတော့ပုံဖော်နေရပါနောက်တစ်ခုကခရီးသွားရင်းနဲ့မှအဲတို့နိုင်ငံကဒီ culture တွေကျွန်တော်တို့ကျွန်တော်တို့တွေဘာတွေတင်ယူလို့ရလဲဘောနော်အဲ့ဒါလေးကြည့်ရဲတို့အစားစားလေးကြည့်ရဲကျွန်တော်ကတော့ခရီးသွားရင်အများအားနိုင်ငံတကာရဲ့အစားစားတွေကိုပတ်စားပါတယ် ဟောကျွန်တော်သွားခဲ့တာပြီးခဲ့တဲ့တည်င်းကျောက်ကပေါ့နော်ဆိုတော့သွားခဲ့တာတော့6နိုင်ငံဒါပေမဲ့တင်လာတာတော့အခုဆွစ်ဇာလန်တစ်ခုပဲရှိသေးရပေါ့နော်နောက်ထပ်လာချာချာပြီးတော့တခြားနိုင်ငံတွေကိုတင်သွားပါအောင်မယ်အဲ့တော့နိုင်ငံအလိုက်ကျွန်တော်တို့နိုင်ငံအတိုင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘာအစားအစာတွေရနာမည်ကြီးလဲနောက်တို့နိုင်ငံရဲ့အထင်ကရတွေကဘာလဲဘဝတူတာရအောင်ကျွန်တော်လလန်းမီတလောက်တော့ကျွန်တော်ရိုက်ခဲ့တယ်ပြန်ပြီးတော့လည်းတင်ဆက်ပါအောင်မယ်ရေအားရေတပူးကိုကျွန်တော်တို့1လီတာတပူးကို၄ချက်ပေါ့နော်တို့တို့ဒီ Euro Europe European ပဆန်လေးချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မျှောက်ရင်လေးငါလေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine blend ကိုလည်းလေးချက်3ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine ပဲတောင်းလိုက်တော့အဲ့တော့မနက်7နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်။ဒါဆိုတော့တို့ဒီ Europe Europe country တွေကဒီဝိုင်းတွေထုတ်တာ၊ချီစီထုတ်တာ၊ချောကလက်တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ထိစေရပါလေ။ဘယ်လိုမျိုးလေးရှိရပေါ့နော်။ဆိုတော့ရေတွေကတော့တို့ဒီ fountain တွေ၊လမ်းဘေးမှာတို့က ဖောင်တင်လေးတွေလုပ်ထားပြီးအဲဖောင်တင်လေးတွေကတောက်လို့ရတယ်အဲသူတို့တောက်လို့ရတဲ့ရေပုံပိုင်းဆိုပြီးတော့လည်းသူတို့ခွဲထားပြီးရပါတော့ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့ဟုတ် မှတ်သားစရာတော့စီကန်းရှိတာပေါ့နော်။ဟောဘယ်နေရာမှာမဆိုအမိုက်တွေမတွေ့နေရဘူး။ဆိုတော့ကျွန်တော်တို့ဒီမျိုးဟောင်းကြီးတွေကလွဲပြီးတော့တချို့ဒီဆွစ်ဇာလန်ဆိုအရန်အဲ့လိုမျိုးတန်ရှင်းပြီးတော့အရန်လှတဲ့နိုင်ငံပေါ့နော်။အော်ဟိုတကယ်လေကျွန်တော်တို့ဒီထမင်းစပွဲတွေထမင်းစပွဲတွေဘေးနားမှာကျွန်တော်ငငယ်တော့ဆိုပိုစတာတွေကတ်ထားရဲအဲ့ဒီမြက်ခင်းတွေအိမ်လေးတွေဆိုတော့တကယ်အဲ့လိုအဲ့ဒီလိုပိုစတာလေးတွေကိုရောက်သွားသလိုခံစားရတယ်အဲ့တော့ဘယ်လောက်လှလဲဆိုတာလေအဲ့အဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအဲ့ပိုစတာထဲမှာဝင်ပြီးတော့ရှောက်သွားနေရရှောက် ောက်လည်နေတယ်လို့ပဲထင်ရတဲ့လီကိုလှ။နောက်စီကန်းရှိတာကလည်းအမှိုက်လည်းစမ်းမမတွေ့ရဘူးပြီးတော့အဲ ဘေးနိုင်ငံရောက်ရောက်ဝန်ထမ်းတွေအရန်ဖော်ရွေးရဲ့သူတို့စီမှာဒီအလုပ်ကိုလုပ်နေရလို့အဲစိတ်ပြတ်နေရပါ냐မရှိဘူးလာဝယ်တဲ့ customer တွေကိုသူကပြန်အောင်နောက်ပြီးတော့အလိုဟီးဟားအောင်ပြန်လုပ်သေးရဆိုတော့ဗောနော်အဲ့ဒါလေးတခုကတော့ကျွန်တော်တို့အရန်တင်ယူပါမယ်ကိစ္စလေးတွေဗောနော်ကျွန်တော်တို့ကိုယ်တိုင်လည်းတချို့အလုပ် stress တွေမလုပ်ချင်တာတွေရှိရဲဆိုရင်ကိုယ်လုပ်နေတဲ့အလုပ်ပုံမှာတာဝန်ကြီးပျော်ရွှင်အောင်နေကြရဗောနော်အဲ့ဒါလေးကတကယ်တင်ယူစရာကောင်းပါတယ်ဟုတ်အဲ့တော့နိုင်ငံနိုင်လိုက်ဗောနော်စားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆစ်ဇလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်သူတို့နိုင်ငံ မှာဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာအစားအစာကြိုက်တဲ့လူဆိုတော့အာဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့ အဲသူတို့ကလာဒီမှာမြန်မာငပိရေရနန်းနေပါပဲပြောမယ်သူတို့ cheese မှာလည်းသူတို့အနံ့ရှိတယ်အဲ့လို cheese ရဲ့အနံ့ကလည်းအဲသူ့နာနဲ့သူတို့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရယ်စားစားစားကြရယ်ပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားရယ်မြင်းသားတို့ပါတို့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရဲဟာဆိုတော့ကျွန်တော်တကယ်ချင်းလေးကိုပေးစားလိုက်တယ်သူတို့သူတို့ရေစားရယ်သူတို့ review ဘယ်လိုနေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပေါ်မှာပဲမူတည်ပြီးကျွန်တော်စားရယ်အဲ့လိုအသားအစားစားထူးထူးဆန်းဆန်းနေစားရယ်နောက် chocolate တွေ cheese တွေ န်းကိုကောင်းတော့ငပိပေါ့နော်နို့ဆိုအိမ်မှာငပိတွေတော့စားရမှာပေါ့အမေကချစ်ဆွဲစားတော့ဆိုပြောပါဟုတ်တယ်ငပိပူကြိုက်တာပေါ့ငပိပူကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးကစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့ချစ်စားကြတော့ ဘလောက်ပဲစားကောင်းတယ်ပြောပြောကျွန်တော်တို့လုံလောက်ကြုံတော့ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့ဒီမှာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်လွမ်းလားဆိုတော့အာကျွန်တော်တို့အိတ်ခီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီယူရိုတော့18ရက်ကြာတယ်ဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေစံနေရစားသေးပါတမင်းပေါင်းလည်းပါတယ်တော့မရအောင် Asian ကတော့ Asian ပဲဟိုရအောင်တမင်းနေချက်စားတယ်ငပိရေတွေနဲ့ဘေဟုချင်းနေနဲ့ချက်စားတငယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထားပြီးတမင်းနေချက်နေဟင်းနေချက်နေ ်သူတို့ကြွေပြီး10နာရီလောက်မှထွက်ပြီးတော့မှသူတို့အစားစာရေးစားပေါ့နော်ပိတ်တဲ့ခီးထွက်ရင်သမီးကတော့ငတ်စီရငတ်စီရပေါ့ငတ်စီရဘဲဦးချင်းဟင်းတော့ချက်သားဟင်းတော့လောကအပီးချက်တာဟုတ်ခရီးထွက်ရတာကြိုက်တာပေါ့နော်ပြီးတော့အဲ့ဒီမရဘူးသေးတဲ့အတွေ့အကြုံအတိတ်တွေကိုခံစားရတာကြိုက်တယ်ပြီးတော့မစားဘူးသေးတဲ့အစားအစာတွေကိုစားကြည့်ရတာကြိုက်တယ်အာဂန်နမ်ကအခုဒီဒီအခုပေါ့နော်ဒီ branch တွေကနေစပြီးတော့ကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးအထိအာ ဆိုင်ခွဲတွေ branch ပေါင်းများစွာဖွင့်နိုင်တဲ့စေကမ်းကြီးဖြစ်ပါစေ။အဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လှပရေးရတွေလည်းဟိုးဒီအနုပညာစလှုပ်ထဲကဂန်ဒမ်မှာပဲလှုပ်နေတာဖြစ်တဲ့အတွက်လှကျင်ပါကျင်တာစိတ်ကူးထဲမှာပါရှိရှိဂန်ဒမ်ကိုဆက်သွယ်လိုက်ပါခင်ဗျာ။ကျေးဇူးများတင်ပါတယ်။